ရာစီမျိုးပိုင်ပြီး AMIA Sign Business Institute အားတောင်းပန်ဆောင်ရွက်ဖြင့်ဦးစီးထူထောင်လာပြီး CEO and Principal ဖြစ်တာဝန်ယူထားပြီးမြန်မာနိုင်ငံအနှံ့မြို့ပေါင်း30ကျော်သို့တင်မြှောက်ပြည့်နေပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရာချင်းမျိုးပိုင်သည်စင်ကာပူနိုင်ငံတွင်စီးပွားရေးဖြင့်ကြောင်းပြီးထားပြီးကမ္ဘာနံပါတ်၈ Tony Robbins တင်နန်းများခေါင်းဆောင်မှုဂူရိုကြီး Jeffrey Maxwell တင်နန်းများကမ္ဘာကျော်ကနစ်ကိုလာစီးပွားရေးတင်နန်းများနဲ့မီလီယံလာမိုင်းစွမ်းဆွေတပည့်တင်နန်းများကိုစင်ကာပူ၊ထိုင်းနှင့်ပြည်တွင်းဒီပါတို့လေ့လာတင်ကြားခဲ့ပါသည် ဆရာစင်ကျိုးပိုင်သည်စီးပွားရေးအကြံပေးအဖြစ် UNC နဲ့တရားတွေ၎င်းအစိုးရဝင်ကြီးဌာနအဆင့်စီးပွားကူတန်းဝင်ကြီးဌာန SME ဌာနများနဲ့တယ်လီနော့ကိုယ်စားလှယ်များကွန်မြူနတီကြီးများတွေနဲ့ Corporate Training ကွန်မြူနတီထိပ်ကိုတင်နှများအားအဖွဲ့စည်းပေါင်းတရာကျော်သို့အားပေးဆောင်ရွက်ခဲ့ပါတယ်။ဆရာစင်ကျိုးပိုင်ခံယူချက် I'm not either အဖြစ်မနေလို့ရင်လုံနိုင်ပါတယ်။အဲ့တော့ရင်ဆုံးစင်နာဘိုးက company profile ကို အရင်ဆုံးကိုဘလောက်ထိကြီးကျင်တယ်လဲကိုကံမဏီကိုကိုရေးကြည့်ပါဒါကိုတိုင်းအိမ်ပြန်ရအောင်ရေးကြည့်ပါဟုတ်ပြီငါတို့တော့3ဘီလီယံဘလောက်နဲ့သွားမလဲ5ဘီလီယံနဲ့ investment လုပ်ကြမလား9နှစ်အတွင်းခုနကပြောတဲ့ group company 3ခုလုပ်မလား5ခုလုပ်မလား9နှစ်10နှစ်အတွင်းအဲကိုယ့်ရဲ့ profile ပေါ့ profile ဆိုတာကဟို Facebook မှာ profile လုပ်တယ်လို့မျိုးပဲလေကို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 ဘယ်လိုမြင်ချင်တယ်လဲအဲ့ဒါကိုတိဆောက်ဖို့လိုတယ်ဟုတ်ပြီဆယ်စုနှစ်အတွင်း ့ရဲ့ company ရဲ့ vision mission လို့ခေါ်မှာပါ။ company ဘယ်နှခုဖြစ်ရှင်နေဝန်ထမ်းဘယ်နှရာဖြစ်ရှင်နေဘယ်နှထောင်ဖြစ်ရှင်နေဖောက်တဲ့ဘယ်နှထောင်ဘယ်နှသောင်းကိုစပစ်ပေးရှင်နေ။အဲ့ဒီလို clear vision ရှိဖို့လိုတယ်။အလီဘာဘာရဲ့ vision 2013ဆိုတာရှိတယ်။1 trillion 1 trillion သူရဲ့ revenue ပြရ။ဒါတို့က vision ဘုံနဲ့သွားတာ အဲ့တော့ဆရောကကံမဏီတစ်ခုလောက်ပြီဆိုရင်ကံမဏီတစ်ခုရဲ့နံပါတ်1အရင်ဆုံးတော့မှာကို profile ဘယ်နှစ်မှာကိုဘလောက်မြင်ရှင်လဲအဲ့ဒါရေးကြည့်တယ်လူတွေကဘာမှမကွာဘူးဥပမာအားလုံးကအခုအားလုံးဆရောက7တန်းတက်လိုက်ပြီဒီနေ့နော်ဒါ7တန်းအတူတူတက်လိုက်တယ်ဘူးကံကိုလာတက်တယ်အတူတူပဲ7တန်းဆိုပါတော့နောက်9နှစ်မှာဆရာဝန်ဖြစ်တယ်အင်ဂျင်နီယာလည်းဖြစ်တယ်ဆိုတော့ကိုရွေးချယ်အဲ့မှာဂုံဓူးဘဏ္ဍာဘာသွားထွက်တယ်ဆိုတော့ကိုရွေးချယ်တကယ်တော့ visionary ကဘဝကိုပြောင်းပေးတယ် လူတိုင်းလူတိုင်းမှနတ်ပြည်ရောက်တယ်နိဗ္ဗာန်ရောက်တယ်ဆိုတာ visionary ဖြစ်တယ်ယုတ်ခန္ဓာဖြစ်တယ်ဆိုရင်လူပြည်မှာမွေးသမျှလူတွေအကုန်လုံးဖြစ်မှာပေါ့မဖြစ်ဘူးသူက visionary အတ္တကအသက်ဒါကြောင့်ပြန်ရောက်ရင်ကုမ္ပဏီတွေမှာဆွဲတာတွေ့ဘူးတယ်မလားဘာတွေရေးထားလဲကုမ္ပဏီရဲ့ဘာကြီးလဲ vision mission ဆိုပြီးတော့လေကြီးပြားရေးနဲ့ပေါ့လုံးဝခန်းခန်းနာနာရေးထားတာအဲ့ဒါကုမ္ပဏီမှာလုံးဝအကြီးဆုံးသောလမ်းပြမြေပေါ့အဲ့ဒါကြီးရင်ကြီးတဲ့လောက်ကုမ္ပဏီအောင်မြင် အဲ့ဒီမှာ visionary ရသိရင်သိသလားအဲ့ကုမ္ပဏီအခုဆရုပ်ဘူးကံပဲတက်တက်ဘေးမှာ investor ကြီးဘလောက်ပဲတူတယ်ဘရောမှမပြောင်းဒါဆရာပေးရင်ဟောရဲတယ်အဲ့တော့ပြန်လာနဲ့လောက်ရမှာကကိုယ့်ကုမ္ပဏီကိုကိုဘလို့ vision လောက်ရှင်းတယ်လေအဲ့ဒါလေးစဉ်းစားတော့2030ကိုဘလို့မြင်ချင်တယ်လေ2020နဲ့အဲဥပမာခွန်ဆိုရင်တော့ဂရုကနေ public ပြောင်းပါလားဒါတွေအားလုံးစဉ်းစားသင့်ပါတယ်နော်ဒါကြောင့်ဒါလေးနဲ့ဆရာအပေးတယ်ဒါကြောင့်ကြည့်ပေါ့ဆရုကကဘာမှာဆရုကကံမဏီတွေသွားတဲ့အခါတို့က vision ကိုဒီလိုသွားကြတယ်လေ ဒါကနဆရာသူတည်သနာပါပဲကဘာမှာရှိတဲ့ကံမဏီတွေလှုပ်သွားတဲ့ပုံစံခုနဆက်ကွန်မြူရတော့ group ပေါ့အရင်တစ်ပတ်ကပြောသွားတယ်ပါလဲ public နောက်ဆရာဦးတထုံပြောသွားတယ်ပါလဲ listed ipo 10အဲ့တော့ဒီလိုမျိုးငါငါနှစ်10နှစ်15နှစ်အဲ့တော့ကိုကဘယ်အချိန်မှာ exit လုပ်မလဲတခါနဲ့လမ်းပြမြေပုံနဲ့ကို exit way ကိုတခါနဲ့ဆန်းတာဆရာတို့2015တော့ကကဘာကုလသမဂ္ဂ project မှာသူတို့ကသင်ပေးဘူးပါ national consultant အဖြစ်ဆရာတို့သင်ပေးခဲ့ဘူးတဲ့ business plan စဆွဲပြီဆိုတာနဲ့ဆရာတို့က မဖြစ်မနေနောက်ဆုံးမှာပါမှာ exit exit plan ဆိုတာပါ business plan အနှစ်ရှုပ်ဒီကိုပဲတော့ကြာ exit လုပ်မယ်တရားရင်တော့အပြီးကိုလှုပ်ရှင်တဲ့အရာအဲ့တော့လုတ်သွားဖို့လိုပါတယ်နော်တစ်တလုံးလုံးမလုတ်ပါနဲ့ဆရာတော့အားမပေးဘူး maybe 20လောက်ဘာကြောင့်လဲလို့ပြောရင်ဘဝဆိုတာ360ဖြတ်တာ business အရင်အောင်မြင်ပြီးတော့မြန်မာမင်းကလက်ပြတင်ပေးမှာတော့မဟုတ်ဟုတ်ပြီနော်ဆိုလိုချင်တာကဘာသာရေးတွေလောက်အောင်မယ်ချင်းရမယ်ကိစ္စတွေအများကြီးပဲလူမှုရေးတွေအများကြီးကြံသေးတယ် ဲ့တော့လုံးဝမဲ့360ပတ်ပတ်လည်ရှိတာဖြစ်တဲ့အတွက်ဒါဒီစရောကဘဝရဲ့25ပဲတကယ်တော့ရည်ကြည့် business ဆိုတာ25ပဲလောက်ရလူမှုရေးတွေလုံးဝမဲ့ဘာသာရေးတွေလုပ်ဖို့အချိန်ရှိမယ်စရောတခြားတိုင်းရင်းပြည်ကိစ္စတွေဝင် contribution လုပ်ရမယ်အချိန်နဲ့ဆိုရင်25လောက်ကိုပဲအချိန်ပေးရမှာဖြစ်တဲ့အတွက်ဘဝရဲ့အစိပ်ပိုင်းတသက်လုံးတော့အဲ့ဒီမှာသွားရင်းနှီးမြှုပ်နှံတာမျိုးမတန်အောင်နော်အဲ့တော့ကိုကတခါတည်းအဲ့စစ်ကိုလည်းဆရာကစမ်းသပ်ဖို့လိုပါနဲ့ဒါတော့ဆရာက decision သမား leader ဆိုတာတကယ်တော့ decision ပဲ operation မှာမနေရအောင်ဆိုတော့ strategic level တွေအားလုံးက decision မှာနေရ operation က manager တွေလုပ်လိုက်မယ်ကိုလုပ်ထားတဲ့သူတို့ကပုံမြန်နော် operation မှာဆရာတက်နိုင်တယ်များလုပ်ငန်းရှင်တွေမြင်ရအားကိုမပေးဘူး decision level မှာကိုနေရမှာ group company ဘယ်လိုပြောင်းအောင်မယ် public ကိုငါတို့ဘယ်တော့သွားအောင်မယ်ဟုတ်ပြီနော်ဆွလို့ကျင်တာဘယ်တော့ကျရင်ငါ capital ဘယ်လောက်တိုးမယ်ဆိုရယ်ကို decision မှာပဲနေရဆွဲကြည့်နေ decision မှာနေရ ဒါကြောင့်စွန့်စွန့်လို့ဆရာဆရာအမြဲတမ်းပြောလူတိုင်းကိုပြောစွန့်ညပါအခုကစွန့်တာဘာလို့စွန့်ညမလူကျင်တာတွေစွန့်ကောင်းတာတွေကိုစရုပ်တတ်နိုင်သမျှကောင်းတကအကောင်းဆုံးဆိုတာလောကကြီးမှာရှိပြီတာနော်အာဆရာတို့နဲ့တွေ့တော့ကဆရာတို့ဆရာတို့မင်းလိုက်တဲ့အရာလေးရှိတယ်။ကဲဥပမာလေးပြောပြမယ်နော်။အဝေးထုပ်နဲ့ရွှေထုပ်နဲ့တွေ့ရင်ဘယ်အထုပ်ကိုသဲမလဲ။အဝေးထုပ်ကြီးရွှေထုပ်နဲ့တွေ့မယ်ဘယ်ထုပ်သဲကြ။ရွှေထုပ်သဲမယ်လေအဝေးထုပ်ကြီးကတန်ဖို့မှမဟုတ်တာ။ အဝဲထုတ်ကိုစွန်ရတဲ့တတိရှိပြီးတော့ရွှေထုတ်ကိုသဲရတဲ့တတိရှိရဒါလည်းစွန်ကြီးတစ်မျိုးပဲကိုလွတ်မြောက်မဲ့လမ်းစဉ်ပဲစွန်ပေါ့ဆရာတို့ကဟိုတရားနည်းနဲ့လည်းတခုပြောမယ်နော်ကိုလှုပ်နေတာလဲလန်းကိုလှုပ်နေတာလားလွတ်လန်းလားဆိုတာကိုတိုင်ကိုပြန်မေးတယ်လုပ်ငန်းရှင်များလုပ်ငန်းရှင်များမိကုံကိုကိုနေတိုင်းမေးငါလှုပ်နေတာလဲလန်းလားလွတ်လန်းလားကဘာမှာစီးပွားရေးလှုပ်တယ်ဆိုတာ business freedom ကိုရှာ financial ကိုရှာတာမဟုတ်ဘာကိုရှာလဲ freedom ကိုရှာ financing ကိုတို့ရှာဖို့အဓိကမဟုတ်ဘူး။နှစ်ပလောက်မှာတို့မိသားစုလွတ်လွတ်လပ်လပ်နေမှာ။ဘဝရဲ့လှုပ်ဆင်ရရှိတဲ့လုပ်တွေကိုလုပ်ပေးကြမှာ။ freedom ကိုရှာ။မြန်မာပြည်မှာ financing ကပထမဖြစ်နေ။အဲ့ဒါလွဲနေတယ်။ဒါကြောင့်တသနောလောက်လုပ်နေရတယ်။အခုချိန်ထိထွက်လို့မရတဲ့သူတွေလည်းအများကြီးရှိတယ်။စံတို့လည်းတော်တော်ကဒါဆုံးဖို့ပဲအများတိုင်းတက်တော့မှာ။လုပ်ငန်းရှင်တွေနဲ့တွင်ဆုံးကြပါတက်နိုင်သမျှ။နောက်မျိုးဆက်တွေလွှဲပါသားသမီးတွေဝင်ရင်လည်းဥစစောလို့လို့ MDDC ကိုလည်းခတ်လိုက်ပေါ့ management ဆိုတာလွတ်လန်းမှာလဲလန်းမဟုတ်ဘူးเนาะ လုံနေရတာကိုဆိုတော့ပြောစရာလို့မထင်နဲ့နော်ညံဆိုတာသူ့ရဲ့အချက်မှာပဲနေရညံညံ leader ဆိုတာဒီခေါင်းကိုတောင်းတာ decision မှာနေမယ် leader ဒီကိုပဲမှာနေရမလဲဘယ်ဟာဒီဘဝအရေးကြီးတယ်လဲဒါတွေကိုသရုပ်အဖြစ်စဉ်းစားကြရင်ဆရာအနေနဲ့ကတော့ငါးနှစ်စာလောက်ခုနကပြောတဲ့ကိုယ့်ရဲ့ profile ကိုဖြစ်စေခြင်းနဲ့ငါတို့ငါးနှစ်မှာတော့မလုပ်မယ်ဟိကိုလုတ်ခဲ့ရအော်ဒါလေးနဲ့သရုပ်သွားရင်ဖြစ်တယ်အဲ့တော့ကဘာမှာဒါကိုလုတ်မလုတ်ကြည့်ဒီလိုပဲလုတ်ကြအာဆီယံနဲ့မှာ ကနကအတိုင်းကိုပဲလှုပ်သွားတာဒီမှာဒီမှာဒီတိုင်းပဲကလူ public list ကိုလှုပ်သွားတာဒီမှာအာဆီယံမှာစင်ကိုနိုင်ငံမှာ900ကျော်ရှိပါတယ်အဲ့ဒီလိုပဲလှုပ်ပြီးအေးစစ်လှုပ်သွားကြတယ်အဲ့ဒီလိုပဲ BNN နိုင်ငံမှာ600ကျော်လောက်ရှိတယ်အဲ့ဒီလိုပဲအေးစစ်လှုပ်တယ်သူတို့ freedom တွေဖြစ်သွားကြအလုံးလုံးဖို့ပထမလို့တော့ဆရာအနေနဲ့တော့မတိုက်တော့ပါဘူးလမ်းစဉ်သိဖို့သာပထမဖြစ်ပါအဆုံးသက်လမ်းစဉ်မှာ ကိုဘလို့ဆုံးမလဲအဲ့ဒါမမြင်ဘဲနဲ့မနှက်ဖန်ကိုခီးမဆက်ပါနဲ့ နော်အဆုံးသက်ကိုကြည့်ကြည့်ပါငါသွားနေတဲ့လမ်းရဲ့အဆုံးသက်ကငါမှလွန်လန်းရှိတာလွန်လန်းရှိရင်ဆက်လျှောက်ကားမောင်းနေတဲ့ဒါပေမဲ့ငါရဲ့ destination point ကမန္တလေးလာနေပြီးတော့လာ destination ကို decision ရှာမနက်ဖန်လောက်နဲ့ decision မရှာကိုယ့်ရဲ့လွန်လန်းကိုရှာဘဝဆိုတာထွတ်ထိပ်မှဆူတောင်းတာပါလေနိဗ္ဗာန်မဟုတ်ဘူးလားနိဗ္ဗာန်ဆိုတာလွန်လန်းလေ ဘယ်တော့ခါမှဆင်းရဲဒုက္ခပြန်မတွေ့သောနေရာအဲ့တော့ဆရာကတော့တွေးတယ်စီးပွားရေးမှာလည်းဘယ်တော့မှဆင်းရဲဒုက္ခပြန်မတွေ့သောနေရာဒီဓာတ်တစ်ခုပဲရှိတယ် list up ပဲရှိတယ် public ပဲရှိတယ်ပြည်သူအားနဲ့ပြည်သူရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ပြည်သူရဲ့ပညာရှင်များနဲ့ကိုယ့်လုပ်ငန်းကြီးကိုလဲပတ်ပြီးတော့လွတ်လန်းအောင်ချာသွားကိုလှုပ်ရှင်တဲ့ vision နဲ့အောင်မြင်သွားမယ်ကိုတတိတီခဲ့တဲ့ဥပမာအဖြစ်ပေါ့နော်ဟိုဆရာကသားသမီးမွေးတာနဲ့ပြောမယ်ဆိုရင်ဒါကလေးလေးမွေးတာဒါအရွယ်ရောက်ပြီအရွယ်ရောက်ပြီဆိုတာနဲ့ဘာလုပ်ရမလဲ ိမ်အောင်ပြုတ်လိုက် public ကိုလွှဲပေးလိုက်တာကိုသားသမီးကိုအိမ်အောင်ပြုတ်ပေးလိုက်ပြီးရင်သူ့ကိစ္စသူပြေလဲသွားပြီကိုလည်းတေးမှာသားသမီးလည်းစရုပ်အားဖြင့်မိသားစုတစုထူထောင်ပေးခဲ့တယ်လို့ဒီလိုပဲသားတဘာဝတည်းကျောင်းဆရာအနေနဲ့တော့လွှဲဖို့ဖို့နောက်ဆုံးဆန်းတာပါ။ဘာကြောင့်လဲ?တင်ရင်လဲကိုလွှဲသွားမယ်ကိစ္စတွေပဲ။တခါနဲ့သာ decision ကိုပြတ်သားဖို့လိုရတယ်။ဒါလေးနဲ့အားပေးတယ်။ကဲအဲ့တော့ဘာလုပ်ရမလဲဆိုတော့စရုပ် group company များလောရမယ်အရာ၃ခုရှိပါတယ်။ပရောတာမှာမနေပါနဲ့။ဆရာအမြဲတမ်းတိုက်တွန်းနေတယ်။ လုပ်ငန်းရှင်တွေ product မှာမနေနဲ့အဲ့ဒါ manager တွေလုတ်နိုင်နေ project မှာနေကြနောက်ဆုံးအရေးကြီးတာတော့ဟို property လို့လည်းသုံးတယ် portfolio လို့လည်းသုံးတယ်စဉ်းစားကြည့်မယ်နော်ဆရာကရေးအတက်အကျအောင်ဘာနဲ့လုတ်ထားလဲလောက်ကြီးအပေါ်ကြီးအောက်ကြီးနဲ့လုတ်ထား Sage Raymond နဲ့လုတ်ခဲ့တာမဟုတ်အပေါ်ကြီးအောက်ကြီးနဲ့တော့နဲ့သူထိန်းထားအောက်ကြီးခန်းရင်အပေါ်အခုလို့မိုးရွာအောက်ကြီးပြန်ပြည့် ီးရင်အငွေ့ပြန်ပြန်မယ်အပေါ်ကိုပြန်တက်မယ်ပြီးရင်မိုးပြန်ရကြအရေးအရေးနဲ့ထိမ့်နေစနစ်လူကိုလူနဲ့ထိမ့်မယ်စနစ်တကယ်တော့မန်းကိုမန်းနဲ့ပဲထိမ့်မှာကိုမထိမ့်ပါနဲ့ငွေကိုငွေနဲ့ထိမ့်ရမယ်မန်းကိုမန်းနဲ့ပြန်ထိမ့်ရမန်းနီကိုမန်းနီနဲ့ထိမ့် market ကို market franchise distributor စနစ်နဲ့ပြန်ထိမ့်တာအဲ့ဒါလွတ်လန့်သူက ecosystem မှာလွတ်လန့်ရှိတယ်ဒါပြင်ဆရာ ecosystem ပြောပါမယ်အဲ့တော့ဟုတ်ပြီဒါဆိုရင်တို့ကဒါသည် daily နေစတူက ဟာဒီတနေ့ဘလောက်ထုတ်ဘလောက်ရောင်းဒီတလောက်ဘလောက်ထုတ်ဘလောက်ရောင်းအဲ့ဒါတသက်လုံးမပြီးတဲ့ကိစ္စ product ABC နဲ့လဲနေမှာအဲ့တော့စရုပ်ဘာလောက်မလဲလွန်လန်းလို့သွားရင်ခုနပြောတဲ့ MOU တွေလောက်ပါ franchise company တွေ distributor တွေ group of company တွေ GOC တွေနိုင်ငံခြားနဲ့ JV လောက်တယ်ဒါတွေလောက်ရင်သူက project ကိုတည်ဆောက်ရတော့ product မပါတော့ဘူး ။ဘာရောင်းမယ်ဆိုတာမပါတော့ဘဲနဲ့ငါတို့ဘသူနဲ့ပေါင်းမလဲဆိုတာစဉ်းစားတယ်။ဘယ်နိုင်ငံနဲ့သွားပေါင်းမလဲဆိုတာကိုစဉ်းစားတယ်။အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် project management လို့ခေါ်တယ်။သိန်းပေါင်းတဲ့ရှိ project ဆိုရ။ဖြစ်နိုင်ရင်လေဆရာတို့ကတော့ project ကြီးတွေဆွဲထားပါ။ကျွန်တော်တို့ဘာလုပ်နေပါလဲမပြောပါနဲ့။ဖြစ်နိုင် profile တစ်ခုမှာ project အကြီးတွေဆွဲထား။ဆွဲထားပြီးတော့နောက်မှာအခွင့်အလမ်းခွင့်ရရရင်မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးတွေနဲ့ပူးပေါင်းပြီးတော့ဒါမျိုးကြီးတွေကောင်းတဲ့ပေါ့ project ကြီး။ဥပမာဆရာကတော့ပြောတယ် group of company ဆိုရင်ဒါပါဖြစ်နိုင်တယ် ။ group company ဆိုရင်မလုပ်လို့ရ။ဒါ project ပဲလေ။ public ဆိုတာဘာလဲ project ကြီးပဲလေ။ public ငါနဲ့စီမံကိန်းဘယ်နှစ်ကြာငါတို့ public ဖြစ်မယ်ဆိုတော့အဲ့ဒီလို project တွေ accountable ဖော်ပြီးတော့နောက်ဆုံးမှဒီမှာလွတ်လန်းရှိပါ။ property ထုတ်ရောင်းလိုက်ရုံပဲ။ကဲဟုတ်ပြီ list တက်တင်လိုက်မယ်။ IPO တင်လိုက်မယ်။ကျွန်တော်လုပ်တဲ့လုပ်ငန်းတော့တိမောက်ဘယ်နှစ်တန်းမှာပြီးပြီဒါ။ဟုတ်ပြီနော်။အဲ့ဒီအချိန်မှာငွေငွေနဲ့လဲသွားပြီ။အဲ့တော့ P3 ပြီးနဲ့ management လုပ်ရင်တော့လွတ်ပါတယ်ဒါကကဘာမှာဒီဘက်မှာအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့သူတို့ဒါ single မှာသင်ခဲ့တာတော့တန်းကျွတ်တတိသင်တန်းရှိပါတယ်အဲ့ဒီမှာသူတို့သင်တာတော့ဒါကိုဘာလို့ခေါ်လဲဆိုတော့ active income လို့ပဲသုံးတယ်ဘာ income active income ကိုလုံးမှာကိုရမယ်ဝင်ငွေ active မှာမနေနဲ့ဒါကိုသူတို့ကဘာလို့ခေါ်လဲဆိုတော့ passive income လို့ခေါ်ပါတယ် passive income ကိုမပါဘဲနဲ့လဲနေတဲ့ project ကိုမပါပါဘူးတင်းကနေလက်ပတ်နေတယ် ါတနာကနေလက်ပတ်ပေးနေတာဒါ ਉਹ ကြတော့ passive income လို့ခေါ်တယ်ဒါ ਉਹ ကြတော့အဲ့ဒီရဲ့ project တွေကြီးတယ်ကိုယ်လုပ်ငန်းအောင်မြင်နေတဲ့အတွက် portfolio နာမည်ကောင်းဝင်ငွေလို့ခေါ်ပါနောက်ဆုံးဒွေးရနာမည်ရလာရင်နာမည်ကောင်းလေးတင်ပြီးတော့သူ့ကားလေးတွေရိုက်လိုက်ရုံပဲပြီးသွားပြီဒွေးကနာမည်ပို့ရဟုတ်လားဆိုလိုချင်တာနာမည်ကောင်းသွားရင်ဂျော်နန်လို့နာမည်ရသွားရင်အဆန်ဝင်ငွေဖြစ်သွားတာပဲအဲ့တော့ portfolio ဆိုတာကနာမည်ကောင်းဖြစ်တဲ့အထိတိစောက်ပြီးတော့စီမံခြင်းကိုဒါ portfolio income လို့ကဘာမှာသုံးပါတယ် income ဘယ်နဲ့ပေါ့ ပုံးပုံနော်ဒါလေးနဲ့စရဝင်ငွေရလမ်းကြောင်းလေးတဲ့သုံးမှုရှိတဲ့ကြောင့်ဒါလေးပြောအဲ့တော့ခုနဆက်ကွင်းပြောတဲ့အထက်မှာဟိုကြားလိုက်တာလေးတစ်ခုရှိပါတယ်ဗာလဲ ecosystem ဆိုတာဟုတ်လားမသိဟုတ်လားဘာ system ecosystem ecosystem ကဆရာတို့ဟို ပေါ့ဂျမ်းမအလီဘာဘာအလီဘာဘာကမ္ပဏီကနေဆရာလေ့လာတယ်။နောက်ဥစ္စာတော်တို့ကမ္ပဏီကနေမတ်စကရူကလည်းဆရာလေ့လာဖြစ်ပါတယ်။ခုနအဖာမိုင်းတို့ဘာတို့က ecosystem ဖြစ်သွားတာ။ eco ဆိုတာက key hash နဲ့လို့ခေါ်တယ်။ ခဏကဆရိုပြောတယ်လူကိုလူနဲ့တိဆောက်သွားတယ်ငွေကိုငွေနဲ့တိဆောက်ထားတယ်ဈေးကွက်ကိုဈေးကွက်နဲ့တိဆောက်တယ်ထောက်ကုံထောက်ကုံကဘာနဲ့ရှိတ်ဆက်ပြီးတော့တိဆောက်လိုက်တပြီးသွားတယ် ecosystem သူတို့မပါဘူးလေဟုတ်တယ်နော်ကမ္ပဏီကိုဘယ်သူနဲ့လက်ပတ်နေလဲကမ္ပဏီဝန်ထမ်းများနဲ့လက်ပတ်ထားတယ်ပတ်ဆိုင်ကို shareholder နဲ့ခဏ alpha mine တို့ကလက်ပတ်ထားတယ်သူလိုချင်တဲ့ investment အဲ့ဒီကနေလက်ပတ်ရုံပဲဈေးကွက်ကိုကြတော့ခဏ distributor franchise နာမဟာမိတ်ကမ္ပဏီတွေလား ပရောတက်ကိုကြတော့ကဘာနဲ့ဥပမာဆရောအဖြစ်တိုယိုတာတို့ဘာလို့ဒီလိုပဲ JW နဲ့ MOU နဲ့တီးလက်ပတ်သွားတယ်သူက ecosystem ဆိုတာကဂေဟာစနစ်တစ်ခုကိုတိဆောက်ပြီးတော့အလဲမှာလုပ်ငန်းရှင်က freedom ဖြစ်သွားတယ်ဂေဟာစနစ်လို့ခေါ်တယ်မြင်မထင်နဲ့နော်အဲ့ဒီနေ့အားစပြီးတော့အဲ့တော့ပြန်လာနဲ့ဘာလုပ်ပြီးအနစ်စဒုက္ခအနတ္တလေးစသွားရွတ်ကြတော့နောက်ပြန်လာနဲ့ဘာလုပ်ပြီးအနစ်စဒုက္ခအနတ္တဩငါမပိုင်မဲနဲ့လောကရဲ့လွတ်လိုင်းရှိပါလား အဲ့ဒါကိုမြင်ရင်တကယ်ရပါဘူးအခုကပါဇက်ကတော့ဗာလဲနိစ္စဒုက္ခအနတ္တငါမပိုင်ပါလားလက်ကတော့ဗာဖြစ်နေတယ်ငါပိုင်ကျင်နေတာနော်အဲ့တော့ပြန်လာနဲ့ဗာလောက်ကြမလဲအနတ္တပါလောကကြီးရဲ့လမ်းစဉ်ဆိုတာအနတ္တမှာပဲရှိပါ ecosystem ကိုမြင်သွားတော့ company ကြီးတို့ဒီလုပ်ငန်းရှင်ကြီးတွေတို့မပါတော့ဘူး freedom လွတ်မြောက်သွားပါတယ်အဲ့ဒါကိုဆရာတို့ကအောင်မြင်ခြင်းလို့သုံးပါတယ်လောကမှာလွတ်မြောက်ရှင်လမ်းစဉ်ရောက်သွားရင်ပြီးသွားပါတယ်အခုအားလုံးလေးလံနေတယ်ဆိုတာသိကြပါတယ်ကဘာဆွဲအားကြောင့်ဖြစ်ပါလိမ့် ဆွဲရမရှိတဲ့အာကာသနယ်ဆိုတာလွတ်မြောက်တဲ့နယ်ဆိုတာရှိပါတယ်။အဲ freedom ဆိုမရောက်တဲ့မြကာလပတ်လုံးတနေ့တနေ့လာတဲ့အပူတလတလလည်းအပူနေအောင်မှာပါပဲဘလောက်ထိပူကြမလဲဆရာခုတ်ကူလည်းပြန်မေးဆရာလည်းနေတိုင်းမေးပါတယ်ငါဒီလိုကြီးဘလောက်ထိလုံနိုင်မှာလဲဟုတ်လားဆလို့ကျန်တာနောက်တကြောင်လွန်လန်းတော့ကဘာမှာရှိတဲ့ရှီလဲရှိခဲ့ကြလို့သာချစ်ရှိကောင်းဆောင်ခြင်းများလုတ်သွားတာဖြစ်ပါအဲ့တော့ဒီနေ့ဆရာအနေနဲ့ကတော့အကြံပေးချင်တာတော့နော် မြန်မာနိုင်ငံမှာလေအမွေနှမျိုးရှိမှာပေါ့နော်အမွေဘယ်နှမျိုးရှိလဲနှမျိုးရှိတယ်ကြိုက်တာကိုရွေ့ကနကဆရာပြောတယ်လွတ်လန်းအမွေလို့ခေါ်တယ်ရှစ်ရှစ်ခေါင်းဆောင်ကြီးတို့လှုပ်သွားတဲ့အမွေတစ်ခုရှိတယ်ဟုတ်ပြီခေါင်းဆောင်တွေလှုပ်သွားတယ်ဒီလို ecosystem နဲ့လှုပ်သွားတာဒါအမွေတရက်ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ PC ဥစ္စာပိုင်ဆိုင်တဲ့အမွေအဲ့ဒါကတော့ဆရာတက်တလုံးလွတ်လန်းလို့တော့ဆရာမမြင်ဘူး ။ဒါကြောင့်အမွေလက်ခံတဲ့အခါမှာလည်းအမွေမှန်မှုလို့ရတယ်။လီဒါတို့ရဲ့လမ်းစဉ်တွေကိုလက်ခံတာပို့ချက်။ကောင်းဆောင်များကောင်းဆောင်ကဲ့သို့ပဲလုပ်မှရ။ကဘာမှာစကလုံးတစ်လုံးပဲရှိတယ်။ If you want to be lion you must train with lion. If you want to be leader you must train with leader. နော်ဒါကြောင့်အားလုံးကရှေ့ရှေ့ကောင်းဆောင်တို့ရဲ့လမ်းစဉ်တွေခီးလေးတွေအဲ့ဒီတစ်ခုနှစ်ခုလောက်ရရင်ကိုပြီးတယ် ဆရာတို့အများကြီးပြန်မရှာနဲ့နော်ရီကောပြန်လုတ်ကြည့်လိုက်ချစ်လွတ်လန်းမှာဘာရှိတယ်လဲအဲဒါလေးတွေဆရာအဖြစ်အဲ့တော့ဆရာစင်းကတော့အကြံပေးတာဒီမှာအဲကမ္ပဏီဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့25လောက်ဒီဆောက်ပတ်စံနဲ့ပတ်သက်ပြီးတော့ဒီလောက်လောက်ကိုပတ်စံကိုပတ်စံနဲ့ရှာတဲ့ strategy ဒီဆောက်ဈေးကွက်ကိုဈေးကွက်နဲ့ထိန်းတဲ့ strategy ဒီဆောက်ထောက်ကုံထောက်ကုံနဲ့လဲပတ်ပြီးတော့ MOU မဟာမိတ် JW ဒီလိုလေးနဲ့ဆရာအဖြစ်တိစောင်းရင်ပြီးပြီ။ဥပမာဥပမာလေးဆရာသူ့တည်သနာတစ်ခုပြမှာ။ဟုတ်ပါမှာ AB လို့ကို AB England အခု AB ကဝန်ထမ်းတွေပါလာမပါဘူး MOU နဲ့တနိုင်ငံလုံးမှာအများကြီးပဲတင်နေတယ်ဝန်ထမ်းမြန်မာနိုင်ငံမှာ၄ယောက်ပဲရှိတယ်နော်အရှားမှာလည်းရှိတယ်အဲ့ဒီ AB အင်္ဂလန်ကနေ management လုပ်တယ်သူတို့ဒီ JB strategy တော့အတော့မတော့ MOU system တော့ဒါသူတို့မပါအနည်းချုပ်လေးဒီနေ့အားပေးချင်တော့လေအနည်းချုပ်ဆိုတော့ပြောသွားကြနော်အနည်းချုပ်ပြီးပြောသွားမပြောပါနဲ့အခုမှစ နောက်ဆရာကိုမျိုးကြီးပြောလိုက်တဲ့အရာတွေပဲလုံဆန်းရှစ်ခုရအောင်မလေးရှစ်ခုကြီးကြည့်လိုက်တာနဲတာကြီးမဟုတ်ဘူး။နောက်ကွနာအိမ်မိုင်ဒီနေ့ကတော့အိမ်နဲ့ကို lucky ကိုပေးတာသူကလည်းရှစ်ခုပြောသွားတယ်မနက်ကလည်း anti ငယ်ကလည်းဘယ်နှခုလဲ 8 miles เนาะ8 miles ဆိုတော့အဲ့တော့အခုဆရာတို့ကလည်းအဲထပ်ပြီးတော့အဲเนาะ8နဲ့ပတ်သက်ပြီးအကြံပေးလိုက်အောင်မပြန်တော့8 8ကြပါ8စေးတာ8လိုက်ကြပါဒီညဘုရားတော့8ကြเนาะပြန်တော့ငါတို့8ပြီးဟေးဟုတ်ပြီเนาะအဲ့တော့ဆရာကတော့အဲ့တော့8ကတော့8ပြီးနဲ့ပဲအကြံပေးပါတယ်အဲ့တော့အနည်းချုပ်လေးအားပေးချင်တာတော့ never explain never complain ဘယ်တော့မှလည်းစောတကမတက်ပါနဲ့ဘယ်တော့မှလည်းစင်ကြင်မပေးပါနဲ့ this is your life ပါ this is your company this is your freedom လုတ်ဆရာရှိတာကိုပြက်ပြက်သားသား short term မှာငါတို့ဘာလုပ်မယ်ဟိ grow our company မထမ်းကြရင်တော့ငါတို့10နှစ်15နှစ်တော့ public company long term ကြရင်တော့ငါတို့ company လွတ်မြောက်လမ်းစဉ်ကိုရှာမယ် listed company ဒါပါပဲဒါကတော့ကပြောတဲ့စင်ကာပူမှာ900ကျော်သော company များဒီလိုပဲ term သုံးတန်းဆွဲပါလေဒီလိုပဲ term သုံးတန်းဆွဲပါလွန်လန်းဒီတလမ်းပဲရှိပါဘသူတွေကပဲဘလို့ပဲပြောပြော ဟဲ့ဆရာကျမတို့ကျွန်တော်တို့နေမှာအဲ့ဒီလိုလေမလုပ်လို့မလုပ်လောက်အောင်မှာကိုကသူမြန်းလို့လိုက်လို့ရင်တော့တေးကြတယ်မအောင်မြင်တဲ့ပုံကိုတဲမှာပဲပါမှာပဲလောကကြီးမှာလေသူ့တေသနာပြုကြည့်အောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူဘယ်သူကပုံမြင်ရလဲဘယ်သူကပုံမြင်ရလဲသူမြန်းကိုလိုက်ကြည့်လုံနေသမျှကာလပတ်လုံးကုမ္ပဏီသသိန်းရှိတယ် မောင်မြင်တဲ့ကုမ္ပဏီ80ရန်လောက်လောက်ရှိတယ်။အဲ့ဒီတိုင်းလိုက်လုံနေတူနေတော့ကိုလည်းမောင်မြင်တဲ့ကုမ္ပဏီပဲ။ရှားပါတဲ့အောင်မြင်တဲ့ကုမ္ပဏီတွေကသူများမလုပ်တလို့လုပ်ကြ။ကဘာကျော်ကုမ္ပဏီတွေကိုကြည့်ပါ။ဆွဲကြည့်တယ်မတူပါဘူး။သူများလမ်းစဉ်နဲ့လုံးဝသွေးဖဲပါလား။နော်။အခုအားလုံးလေးနေတယ်မလား။အားလုံး 6လောက်တွေပါလေကြည်ညလုံးတော့တော်တော် လေးနေတာနော်ခုနကကော်ဖီတောင်းလိုက်လို့မလေးနေဘူးလားလေးနေတယ်နော်ဟမ်အဲတောက်တောက်ထားတယ်ဟုတ်ပြီဆရာ thank you ဟုတ်ပြီနော်မလေးဘူးလားလေးလဲဆိုတာဘာကြောင့်လဲမြေဆွဲအားကြောင့်ဘာကြောင့်မြေဆွဲအားကြီးတွေဒီမှာဆွဲထားတယ်ကတ်နေတာပဲအမလေးခုံရင်လည်းပြန်ချက်မြေဆွဲအားကြောင့်အာကာသမှာအဲ့ဒါမရှိဘူးအာကာသမှာဘာဖြစ်နေလဲစောက်ထုံးမှုမြေကိုနေနဲ့ဖြစ်နိုင်နေဆိုတဲ့အရာတွေကိုအာကာသ view နဲ့ပြန်ကြည့်ကြည့်ပြောင်းမြန်ရင် ဆွဲအားကိုဆန့်ကျင်လုပ်နိုင်တဲ့သူလောကကြီးအောင်မယ်။နံပါတ်၁မိမိရဲ့အတ္တအဆွဲကိုစဆော့။နှစ်ကုမ္ပဏီမှာဝန်ထမ်းတွေပါတနာတွေမယိုးဖလားဆွဲတွေစလုံဆိုင်ကြည့်ဒီလန်းစင်အောင်ကိုအောင်မြင်။ဆရာအဲ့ဆွဲအားကိုပဲကြောက်။ဟုတ်တယ်နော်။ဆွဲအားကိုပဲကြောက်။အဲ့တော့ဟိုအာကာသကိုသွားမဲ့သူကဘာကျင့်ရ။သူကဘျောင်းမြန်ကျင့်ရ။လုံးလယ်ရှာပတ်လိုက်လေကျင့်။ တယောက်ထဲလဲနေကောင်းနေရကြောင်းမြန်ပြန်ချင်းရအောင်ဟုတ်တယ်နော်အကြီးပဲလောက်အောင်မယ် weight တွေမရတယ်လို့ပဲလေ့ကျင့်ရဖို့လိုတယ်ပထမအဆင့်ကတော့သတို့ဥမာသူငယ်တန်းတက်တယ်လို့ပေါ့မူလာတန်းပေါ့ခတ်သေးသေးပေါ့နိုင်တယ်လေအလဲတန်းရောက်လာတော့နည်း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 ပို့ခတ်လာတယ်လေအဲလဲတန်းလဲတန်းအထက်တန်းရောက်လာတော့ဥမာကြောင်းအောင်ပြေးကျင်လာပြီငါ၁၀တန်းမပြင်းကောင်းတာနော်၁၀တန်း border ဆဝင်တဲ့နေ့ဆရာဆိုရင်ငါပြန်ပြေးကျင်ပထမတစ်ပတ်လောက်ဆိုရင်ပြန်ပြေးကျင်တာလေတော်တော်ခတ်ပါတယ်တော်တော်ခတ်ပါတယ် ဒီဝေတုံးကြီးကိုထမ်းဖို့အတွက်က10တန်းကိုတချို့ကပြောတယ်10နှစ်တက်တယ်တကယ်တော့တစ်နှစ်တက်ထားတာ10တန်းကို10နှစ်တက်ထားတန်းနဲ့ကစတွက်ထားနော်10နှစ်တက်10တန်းကိုတစ်နှစ်တက်တယ်လို့ပြောလို့မရအလစ်အချင်းမှာပေါင်းရင်10နှစ်တက်လုပ်ငန်းတစ်ခုကိုသွားဖို့အတွက်ကလည်းအကြီးဆုံးကိစ္စတွေကို10ဆုနှစ်လောက်အချိန်ယူကြမှာရဒါကြောင့် public company ရအောင် group company တွေဒါဆရာတော့ဥမာအကြံပေးထားတာပါအကြံပြုထားတာဒီလိုလေးလုပ်ရင်မကောင်းဘူးလား ခဏကိုးနောင်တို့မေးတဲ့ဟာမျိုးဆရာကောင်မင်းနဲ့ပြောတော့ group company ဥပမာ for example ပေါ့ဒါဥပမာဆရာတို့ဆရာ company ရဲ့သူတည်တနာဒါမျိုးလေးလုပ်ရင်မကောင်းဘူးလားဥပမာအဖြစ်အဲ company ဒါဒါငါတို့သွားမယ်ဒီလို group ပြင် public ပြောင်းမယ်အဲဘလို့ဘလို့ပြည်တွင်းနဲ့ပြည်ပနဲ့ပေါင်းမယ်သို့မဟုတ်မဟာမိတ်တွေနဲ့ပေါင်းမယ်ဒါပြည်တာပဲဒါဥပမာဥပမာပေါ့လုံးလို့ရပါလေအ ਨੇ ဆုံးတော့၅ခုလောက်လုပ်ရင်ဒီကိစ္စလေးတွေကပြည့်နေပါလေကဲအနှစ်ချုပ်ကတော့ဒီလုပ်တွေလုပ်ဖို့အတွက်လို့ပြောရင်အားလုံးကဲမာကဒါပါပဲကဘာမှသူတည်တနာပြုထားပါလေ ။အိုဘားမားလက်ထက်တောင်းက project management ဥပဒေတရက်ဖြစ်ထားပြီ။အရှိတောင်းအရှာစင်ကိုနိုင်ငံအောင်မြင်တဲ့အထင်မကြီးပါနဲ့။စင်ကိုနိုင်ငံမှာ project management လောက်တဲ့တဲ့သူအများဆုံးရှိလို့ဆရာတို့မအောင်မြင်ဘူးလို့ပြောရင်သေးကြတယ်ဆိုတော့အလုံးအနဲ့တော့ project management မလုပ်တဲ့စီမံကိန်းကိုစီမံဆောင်ရွက်ခြင်းမလုပ်တဲ့စင်ကာပူအော်စတြေးလျနိုင်ငံကိုသူတို့ကုမ္ပဏီရဲ့10%ထောက်ရောင်းတာအဲ့ဒီတော့က2019တုန်းကသူရောင်းတာတိမ်ပေါင်း1000ရပါတယ်ဟုတ်ပြီနော် အဲဒီလိုမျိုးစရုပ်စမ်းသပ်ဖို့လိုတယ်ဟုတ်ပြီနော်ဒါကြောင့်အလုပ်လုပ်ရင်အာ project management လေးလုပ်ပြီးတော့စမ်းသပ်ဖို့သိကောင်းတယ် project management အဲဥပမာအဖြစ်မြို့ဘလောက်သွားမလဲမြို့ဘလောက်ဖြတ်မလဲ group company ဘယ်နှခုတိုင်းမောင်းဘယ်နှတောင်းဘယ်နှသိန်း billion ဘလောက်အပြင် public company billion ဘလောက်ကိုတိုးချဲ့မယ်အဲတသိန်းလားအဲတော့မဟုတ်အဲဘီလီယံဘလောက်လဲတိမ်မောင်းဘယ်နှသိန်းလဲဖြည်းဖြည်းချင်းစီတိမ်မောင်းဘယ်နှသန်းပေါ့ တန်းတန်းဘလောက်ပေါ့နော်အဲအဲ့ဒီလိုလေးအာဆရုစီမံကိန်းလေးနဲ့သွားရင်တော့ကိုဒီဘလိုပဲရှင်နေဖြစ်ဖြစ် သူမျက်နှာလိုက်တာမျိုးမဟုတ်ဖဲနဲ့လမ်းပြမြေပုံနောက်လိုက်တဲ့နော်လမ်းစဉ်ရှိတဲ့ခေါင်းဆောင်ဖြစ်မှာမနေ့ကတွေးပေါ်လာလို့တငယ်ချင်းတယောက်ကဘာပြောလိုက်လို့လိုက်လုတဲ့ခေါင်းဆောင်မျိုးမဟုတ်ဖဲနဲ့ကိုလမ်းစဉ်နဲ့ကိုကိုယုံကြည်ချက်နဲ့ကိုသွားတယ်ခေါင်းဆောင်ဖြစ်ပါ ။နှမဆိုရင်တော့ဆရာရှိကိုလာအကြံပေးလိုက်။ဆရာတော့ဘယ်လန်းစင်ကောင်းလဲပြောလိုက်။ဆရာမဟုတ်ဖဲနဲ့တခြားဆရာတယောက်ကိုသွားမေးလိုက်။တခြားဆရာမတယောက်ကဘာလန်းစင်ကောင်းလဲအကြံပေးလိုက်။ဘယ်တငယ်ချင်းနဲ့တွေ့တယ်ဘယ်နိုင်ငံသားကိုထွက်တယ်ဘယ်လန်းစင်အောင်ကောင်းလဲဘယ်လန်းစင်တော့လိုက်လိုက်။နော်။သိကြတယ်ဘယ်မှမရောက်။ဆရာများဘာသေးပြော။ဆရာများသားသေး။သေးမှာအကုန်ကောင်းတယ်။နော်အကိုကြိုက်တဲ့လမ်းစဉ်ယူ ဆရာတော်သူတေသနာအရာတင်ပြတာစင်ကာပူဗီယက်နမ်ထိုင်းလန်ဒီလန်းစင်ပဲသွားတယ်မြန်မာနိုင်ငံမှာဘာဆက်လုံမလဲလို့ပြောရင်ဒီလန်းစင်ကိုပဲဆရာတော်ကတော့ recommend ပေးတယ်ဒါဆရာအကြံပေးချက်လောက်ရမှာတော့မဟုတ်ဘူး your life is your choice ကိုဘွားဆိုတော့ကိုရွေးချယ်မှုနဲ့ကိုနေတာဒီတိုင်းကြီး must လောက်ကြရမယ်မဟုတ်ပါအကြံပေးတွေဖြစ်တဲ့အတွက်ဆရာတို့ဒီ post leader တွေ policy တွေနဲ့ဆရာတို့ကခိုင်တူပြမရှိဘူး ဲ့တော့တရားသေးတော့လောကမှာတော့ယနေ့အထိဆရာတို့သူတေသနာပြုတဲ့အထက်မှာတော့အကောင်းဆုံးလို့နားလည်ထားပါတယ်။နောက်တစ်ကြောင်အားလုံးပြန်လာနဲ့ဒါလေးတွေလုံနိုင်ကြရင်တော့ကောင်းမယ်လို့ဒီနေ့အားလုံးလေးစားရှိခဲ့ဆိုအားလုံးကိုအပင်ခဲ့နေကုန်းချုပ်ပါပြီ။အနည်းချုပ်အပြင်ဆိုတော့ recall လေးပြန်သွားပါမယ်။အဲနောက်တတိယပိုင်းလည်းရှိသေးတာဆိုတော့တတိယပိုင်းကြမှာအသေးစိတ်လေးပြန်ဆွေးနွေးကြပါ